ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါမကွေးတိုင်းပခုတ်ကူမြို့နယ်မှာဆောဆူစစ်ကြောင်းတွေဇက်တိုက်ထိုးလာကြတဲ့ကျေးရွာ900ခန်းကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကပြောပါရယ်စစ်ကြောင်းတွေကြောင့်ပဒီတွင်ညောင်ချက်ပင်ရွာသားအေးပြည်အိုင်နဲ့အင်ဂျင်ပင်စားတဲ့ရွာတွေကဒေသခံတွေထွက်ပြေးနေရတာဖြစ်ပါတယ်အော်တိုဘားလ20ရက်နေ့နဲ့ဒီနေ့အထိ ပခုတ်ကူအထိုင်တက်ဖြစ်တဲ့တပ်မတရားတကနေပခုတ်ကူမျိုးအနောက်ဘက်ကအနောက်၆ကန်ကြေးရွာထဲကိုကာနစီနဲ့စုံစုကစစ်ကြောင်းထိုးဝင်ရောက်လာတာလို့ဆိုပါရယ်။ဒါအပြင်ပခုတ်ကူပေါက်လမ်းမပေါ်ကန်တော်ကြေးရွာကစုံစုအထိုင်စကန်ကနေလဲစစ်ကြောင်းထိုးလာတယ်လို့ဒေသခံတဦးကပြောပါရယ်။ပခုတ်ကူတပ်မတရားတကထွက်လာတဲ့စုံစုစစ်ကြောင်းမှာအင်အား၄၀ကျော်ရှိပြီးအဲ့ဒီစစ်ကြောင်းက၆ကန်ကြေးရွာကလူငယ်တွေကိုဖမ်းဆီးတာတွေရှိပေမဲ့ ဖက်စီးခံရတဲ့အရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။လက်တလောမှာတော့ကန်တော်ကျေးရွာမှာအထိုင်းချထားတဲ့စိုးစုစစ်ကြောင်းကပခုတ်ကူမျိုးနဲ့အနောက်ခြမ်းကျေးရွာတွေဖြစ်တဲ့ပဒင်းရင်ကျေးရွာနဲ့ညောင်ကျပင်ကျေးရွာအနီးကိုရောက်ရှိနေပါတယ်။ပခုတ်ကူနယ်ကကျေးရွာတွေကိုစစ်ကြောင်းထွက်ရမှာစစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်းခံရသူစစ်သားအစ်စ်တွေကိုအင်အားဖြည့်ကရွာစင်လက်စစ်ကြောင်းထိုးနေတာလို့ဒေသခံတွေကပြောပါတယ်။